။ငိုက်စုခိုက်သိန်းနဲ့ပုံစံစင်တူတဲ့စကက်ကိုဝတ်ခဲလို့လူပြောများနေတဲ့ဆိုပြည်သစိန်။ငယ်စဉ်ဆုံးတွင်ဟင်းဝင်ရံနဲ့ဆိုပြည်သစိန်တို့မိင်္ဂလာဆောင်ပြီးသွားလို့ဒီဇလန်ကြီးပြီးပြီလို့ထင်ထားပေမဲ့အခုတစ်တော့ပေါ်မှာပရိသတ်တွေရဲ့မျက်စိအောက်ကနေကြောင်းရအသစ်တခုထပ်ပြီးတော့ပွဲဆူလာပြန်ပါပြီ။ပရိသတ်တို့တည်ကြတဲ့အတိုင်းဟိဝေယံရဲ့ဆုပိသစင်တို့မင်္ဂလာဆောင်လိုက်တဲ့အချိန်မှာပရိသတ်တရဲ့တနာစိတ်တွေအလုံးကဟိဝေယံရဲ့ချစ်သူအောင်ပြတဲ့ဝိုင်စုခိုင်သိဘက်ကိုအလုံးအရင်နဲ့ရောက်သွားခဲ့ကြပါရင်တကယ်တော့ဝိုင်စုခိုင်သိနဲ့ဟိဝေယံတို့ပတ်သက်ခဲ့ကြတာကတော်တော်ကြာနေပါပြီ။ ခြားထဲမှာဝိုင်းစုခဲ့တဲ့ခရိုက်တောင်မှအိမ်အောင်ကြခဲ့မှုပြပါပြီ။ရေဝေရနဲ့စုပိသင်တို့တွဲခဲ့ကြတာတောင်6နှစ်လောက်ရှိနေပါပြီ။ဂျိုင်းမဲလေးပြည်သက်တရတော့အတိတ်ကအကြောင်းအရာတွေကိုမမေ့နိုင်မဲဝိုင်းစုခဲ့တဲ့နေကိုတနာနေကြတော့ပါပြီ။ဒီချိန်လေးမျိုးမှာမင်္ဂလာသူတို့သမီးတိဆက်ဆက်ဖြစ်တဲ့စုပိသင်ရဲ့လှုပ်ရှားမှုမှန်သမျှကိုပြည်သက်တွေကမျက်လုံးတောက်တောက်ကြည့်ပြီးတော့ဝိုင်းစုခဲ့တဲ့နေနိုင်ရှင်နေကြတာခုချိန်ဒီပါပဲ။ဒီလိုနိုင်ရှင်နေကြရင်လည်းအခုဖက်ရှင်ပြည်သက်နာကထွက်ပေါ်လာပါရဲ့ရှင်။အဖြစ်ကတော့မကြသေးခင်က အစိုးရဝိုင်းစုခိုင်တရားရှိုးဝဲတစ်ခုမှာဝင်ရောက်တလက်လက်နဲ့စကတ်တူတစ်ထည်ကိုဝစ်စင်ပြီးတချင်းဆိုဖြောပြခဲ့ပါရီဒီပုံစံလေးကသူ့ရဲ့ပြိသက်တွေချာမှာအယံကိုလာတယ်သူမပုံစံနဲ့လိုက်ဖက်တယ်ဆိုပြီးတော့ချီချူခဲ့ကြပါရီကဲအိမ်နော်မနီကလို့ပြောရမယ်မကြသေးခင်ချိန်တုန်းကစုဝေတဲ့ခင်ကလည်းရှိုးဝဲတစ်ခုမှာသူ့ရဲ့ခင်မောဟင်းဝီရန်နဲ့တူစုံလေးတချင်းဆိုခဲ့ပါရီရှင်အဲ့မှာပြိသက်တွေထိချမိသွားတာကစုဝေတဲ့စင်ဝစ်စင်ထားတဲ့စကတ်ကအရှင်ဝိုင်းစုခိုင်တဲ့ဝစ်ခဲ့တယ်ဝင်ရောက်စကတ်နဲ့ပုံစံရောအယောင်ရောတော်လေးကိုမှစေတူနေခဲ့တာပါပဲ ဒီဖြစ်ပျက်ကိုပြည်သက်တယောက်ကတစ်တော့မှဒါကတိုက်ဆိုင်တာလားတမင်ဝက်လိုက်တာလားဆိုပြီးနိုင်ရှင်တရားကလည်းဒီကိစ္စကပွဲစုသွားပါတော့တယ်အချို့ကတော့ဖက်ရှင်ဆိုတာဒီလိုပဲခက်စားနေတဲ့ဇိုင်းကိုဝစ်ကြတာတမတာပါပဲစင်မော်တက်ရင်ဒီလိုတလက်လက်အရှောင်းတွေဝစ်ကြတာပဲဆိုပြီးတဲ့စေကဝိုင်းစုဝက်မဲတာမှတိကျမှတိမှာပေါ့ဒါကိုတမင်လိုက်ဝတ်တယ်ဆိုပြီးပြောနေတာကတော့မဖြစ်သင့်ဘူးလို့ဆိုကြပါရဲ့ရှင်အချို့ကတိုက်ဆိုင်တာမဟုတ်နိုင်ဘူးအခုလိုအချိန်မျိုးမှာဒီလိုစင်တူဝတ်တာကတော့ဆိုပြီးတဲ့စေကဝိုင်းစုကိုမတိမတာလိုက်ပြိုင်နေတာ သူကမလုံးကျုံတယ်လို့ဖြစ်နေလို့ဝိုင်းစုရဲ့ပုံစံကိုလိုက်တူနေတာဆိုပြီးတော့ပြင်းထထန်ဝေဖန်ပြောဆိုနေကြပါရဲ့ရှင်။တကယ်တော့ဆိုပြအနေနဲ့ဝိုင်းစုကမတိမတာလိုက်ပြိုင်နေသလားဆိုတာကတော့သူမကိုယ်တိုင်ပဲသိဆုံးပြမှာပါ။ဒါပေမဲ့ဒီလိုသုံးဝင်းဆိုင်ဇလန်းရဲ့ရှင်ကမသေးသေးပဲအချိန်မှဒီလိုထပ်တူကြတဲ့ fashion ကိုအထူးသဖြင့်ခင်မုန်းတဲ့ဟင်းဝီရန်နဲ့တူတချင်းဆိုတဲ့ပွဲမှာဝစ်ဆင်လိုက်တာကတော့ပရိသတ်တွေရဲ့ဝေဖန်မှုကိုတမင်တကာဖိတ်ခေါ်လိုက်သလိုဖြစ်သွားခဲ့တာတော့အမှန်ပါပဲရှင်။ကဲပရိသတ်ကြီးရဲ့မြင်ကရောဘယ်လိုရှိပါလဲ။ fashion လောကမှာဒီလိုမျိုး design တွေကတိုက်ဆိုင်သွားတယ်လို့ဖြစ်နိုင်တာလို့ထင်ပါသလားဒါမှမဟုတ်ပြည်သက်တွေထင်နေကြသလိုမိင်္ဂလာသူတို့သမီးတစ်ကချစ်သူဟောင်းရဲ့ fashion ကိုတမင်တကာ live ဝတ်ပြီးပြိုင်နေရလို့ထင်မိပါသလား comment မှာကိုယ့်ရဲ့အမြင်လေးကိုလည်းဆွေးနွေးပေးကြပါအောင်ရှင်အားပေးနာဆင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ကျောင်းရိုင်နဲ့တူပြန်လာခဲ့ပါအောင်မယ်ရှင်ဒီနေ့ရောလောင်းနေပဲနှုတ်ဆက်ခဲ့ကြပါတယ်အားပေးနာဆင်ခဲ့ကြတဲ့ပြည်သက်တယောက်ချင်းစီတိုင်းလည်းကိုယ်စိတ်နှလုံးရှင်လဲချမ်းမြေပါစေကြောင်း ျမတို့ရဲ့ပေလေးကနေပြီးတော့ဆူတာမေတ္တာစကားလေးလက်ဆောင်ပိုင်းနေပဲဒီနေ့ရဲ့စီစဉ်လေးကနေပြီးတော့နှုတ်ဆက်မေတ္တာလေးပို့သလိုက်ပါတယ်ရှင်